မင်္ဂလာပါရှင် လိုရတော်မော်ဒရယ်အေဂျင်စီအင်မနာရဲ့ Sunday News အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။တပတ်တွင်ထူးခြားတဲ့မြန်မာသတင်း၊တိုင်းဒေသတွေကသတင်းတွေကိုဥစားပေးကောက်နှုတ်ထားပြီးစမတို့အင်မနာ Sunday News အစီအစဉ်ကနေတင်ပြပေးနေတာဖြစ်ပါတယ်။အခုတပတ်အစီအစဉ်အတွက်ကောက်နှုတ်ရွေးချယ်ထားတဲ့သတင်းတွေကတော့ရဘူးသေးရအနီးတစ်ဝိုင်းမှာ၃ရက်ဆက်တိုက်လက်နက်ကြီးနဲ့ပြစ်ခတ်ခံရတဲ့သတင်း။ကော့ဂရိတ်ဒေသခံများပြေလို့ရတော့တိုင်းဆောင်ဖို့အကူအညီလိုအပ်နေတဲ့အခြေအနေ အပြင်းရဲ့ကြောင်းကျင်းညာထားတဲ့စစ်တပ်ကတိုက်ခိုက်မှုတွေဇက်တိုက်လုံဆောင်နေတဲ့ကြောင်းအခြားထူခြားတဲ့အာဆီယံသတင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ဖို့ရှိနေပါတယ်ဟုတ်ကဲ့ကျွန်မနှွန်တယ်ပါ အခုပထမဆုံးပြောပြပေးမယ့်တဲ့ရင်ကတော့တနင်္သာရီတိုင်းဒေသကြီးရေဖြူမြို့နယ်ကံပေါက်ဒေသအုံဝင်ခွေရွာအခြေဆိုင်စေကောင်းစီမောရဝတီရေတပ်စခန်းကနေရေဖြူမြို့နယ်ရာဘူးချစ်ရွာအနီးတစ်ဝိုက်ဘက်ကိုလက်နက်ကြီးနဲ့၃ရက်ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။ရာဘူးချစ်ရွာအနီးတစ်ဝိုက်မှာစေကောင်းစီတပ်နဲ့ဒေါ်လင်းဘွန်တပ်ဖွဲ့တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိပဲပြီးခဲ့တဲ့အေဘီလာ၂၀ရက်နေ့အားစပြီးနေ့စဉ်ညီပါလက်နက်ကြီးနဲ့အရန်တမ်းပစ်ခတ်ခဲ့ပါတယ်။ ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာလူနေအိမ်ထိခိုက်မှုမရှိသေးပေမဲ့လည်းအဆိုပါကြေးရွာအနီးတစ်ဝှက်ရှိဥယျာဉ်ကျန်းတွေကြားမှာကြားရောက်ပောက်ခွဲခဲ့တယ်လို့ရေဖြူဒေသခံတအူကပြောပါတယ်။စစ်ကောင်စီတပ်တို့လက်နက်ကြီးနဲ့အရင်တန်းပြစ်ခတ်နေတဲ့အပြင်လေရင်နဲ့ကင်းထောက်ပြန်ဝဲနေတာကြောင့်ရဘူးကြီးရွာနဲ့အနီးတစ်ဝှက်ရှိကြေးရွာမှာဒေသခံတွေထိတ်လန့်နေကြပါတယ်။အဆိုပါအခြေအနေကြောင့်ဒေသခံရာနေကြီးဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးအချို့ကလည်းကြေးရွာအတွင်ကြန့်ရှိနေတယ်လို့သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့အေဘီလာ20ရက်နေ့အစပြီးမင်းသားချစ်ရွာမှာဒေသတွင်းအခြေဆိုင်ဒေါ်လရဲပပောင်းတန်းနဲ့စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲကြောင့်စစ်ကောင်စီတပ်မှယခုလွတ်လပ်နေကြီးနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့ဒေသခံတို့အကြားပြောဆိုလျက်ရှိနေပါတယ်ရှင်။ ောက်ထပ်ပြောပြပေးမယ့်သတင်းအရတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ပြင်ကန်နီရွာကိုစစ်ကောင်စီတပ်မှလေကြောင်းနဲ့တိုက်ခိုက်နေတာကြောင့်အဆိုပါကျေးရွာအနီးတဝရှိဒေသခံတွေဘေးလွတ်ရာတထွက်ပြေးသိမ်းရှောင်နိုင်ဖို့အကူအညီလိုအပ်နေစေဖြစ်ပါတယ်။ AB3 ဘက်ကစပြီးယမန်နေ့အထိစစ်ကောင်စီတပ်နဲ့ဒေါ်လာရဲမှုပေါင်းတပ်တို့အကြားကော့ကရက်မြို့အဝင်ထွက်နေရာမှာတိုက်ပွဲပြင်းထန်နေတဲ့အပြင်ဂျုံတိုးနဲ့ကန်းနီကျေးရွာဘက်ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိနေပါတယ်။အဆိုပါအခြေအနေကြောင့်ကော့ကြိုက်ကော့ခိုင် ကန်နီတရက်တော်တရားဦးနဲ့ကော့ဘော့စားတဲ့၎င်းဒေသတွင်းရှိကျေးရွာ40ရွာမှဒေသခံတောင်းကျော်တို့ဟာမော်လမြိုင်ဖအံမြဝတီဘက်ကိုထွက်ပြေးသိမ်းရှောင်နေကြရပါတယ်။ဒါပေမဲ့ကျေးရွာတွင်ကြန့်ရှိနေတဲ့ဒေသခံတွေကိုထပ်မံခေါ်ထုတ်လာဖို့လူသားပြစ်ခတ်မှုတွေဆက်တိုက်ရှိနေတာကြောင့်ကုရီကဲဆဲမှုမလုံဆောင်နိုင်ပဲလုံခြုံရေးအခြေအနေစောင့်ကြည့်နေရကြောင်းမော်လမြိုင်မြို့ပေါ်မှာအစ်စ်ဘေးရှောင်အရေးကူညီကဲဆဲနေသူတွေထံမှသိရပါတယ်။ဒါပြင်ကော့ကရိတ်မြို့နယ်ကနေတစ်စစ်တောဘက်လန်ကိုထွက်ပြေးသိမ်းရှောင်လာတဲ့စစ်ရှောင်90ခက်ကိုစစ် ်သက်မှတဦးရင်ဒဏ်ငွေ9000ကောက်ခံနေတယ်လို့ဖန်စစ်ပေးရှောင်းတွင်တဲ့နီဆက်သူတို့ကဆိုပါတယ်ပိကရဲအဘီလာ၁၄ရက်နေ့ကနေ၁၈ရက်နေ့အထိစစ်တပ်မှကော့ကရိတ်မြို့နယ်အတွင်းရှိဘုံကြီးကျောင်းနဲ့ခြေရော်တွေကိုလေကျောင်းနဲ့ပုံစဲတိုက်ခိုက်တွေ့ကြောင်းတန်ခဲတော့အပါဝင်ဒေသခံ၁၅ဦးထပ်မံတဲ့တေဆုံးခဲ့ရပြီး၃၀ကျော်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်ရှင်။ ောက်ထပ်ပြောပြပေးမယ့်တရင်ကတော့ငလျင်ဘေးသစ်ဒေသမှာပြည်လည်ထထောင်ရေးလုပ်ငန်းတွေအချိန်ဟုံမြင့်ဆောင်ရွက်နိုင်ဖို့စေကောင်းစီကဧပြီလ2ရက်နေ့အနေနဲ့22ရက်နေ့ထိယာယီအပြစ်ခတ်ရက်စဲကြောင်းထုတ်ပြန်ကြေညာခဲ့ပြီးအခုအပြစ်ခတ်ရက်စဲရေးကာလကိုဧပြီလ30ရက်နေ့ထိသက်တမ်းထပ်တိုးလိုက်ပါတယ်။ အပြည့်ရဲ့ဆဲချောင်းကျင်းရထားတဲ့ပထမသုံးဘက်ကာလတွင်စီကောင်စီဟာတိုင်းရင်းသားဒေသများအပါအဝင်နိုင်ငံအနှက်ကလေးချောင်းတိုက်ခတ်မှုဆက်တိုက်ပြုလုပ်ခဲ့တယ်လို့စစ်ချောင်းထိုးတာတွေလည်းလုံဆောင်ခဲ့ပါတယ်။အပြည့်ကရဲ့ဆဲချောင်းပြောဆိုထားပေမဲ့လည်းမြပြည်မှာစစ်ချောင်းထိုးမှုတွေဇက်လက်လုံဆောင်နေတဲ့အတွက်ထိထွေတိုက်ပွဲတွေဖြစ်ပွားနေကြောင်းဒေါနာတနင်းသားကြီးစစ်ပေးဆောင်အထောက်အကူပြုအဖွဲ့မှမြပြည်တော်ဝန်ခံကိုယောနာတန်ကပြောပါတယ်။ စီကောင်စီဟာယာယီအပြစ်ခက်ရက်စဲကြောင်ကြီးညာပြီးတဲ့နောက်မန္တလေး၊စကိုင်း၊ကရင်၊ရှမ်းတနင်္သာရီချင်းနဲ့ရခိုင်ပြည်နယ်အဆရှိတဲ့ငလျင်ဘေးဒေသများပါမကျန်းလေကြောင်းဖြင့်နှိညမပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။စုဆောင်ထားတဲ့အချက်အလက်တွေရာအပြစ်ခက်ရက်စဲထားတဲ့သုံးဘက်ကာလာတွင်စီကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အယက်တာ160ကျော်နဲ့တော်လရဲ့တပ်ဖွဲ့ဝင်30ဦးထပ်မံနေတည်ဆုံခဲ့ရပါတယ်။ ။ဒါပြင်ငလျင်ကြောင့်ကယ်ဆယ်ရေးလုပ်ငန်းပြန်လည်ထူထောင်ရေးလုပ်ငန်းများထိထိရောက်ရောက်လုံဆောင်နိုင်ဖို့ NUG နဲ့ညီနောင်မဟာမိတ်တုံးဖွဲ့ကလည်းအပြစ်ခက်ရက်စဲထားကြောင်းထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်ပြီးအာဆီယံသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ချိုင်းနိုင်ငံရဲ့စမုတ်စခွန်ခရိုင်၊ချုံဖုံခရိုင်၊ဆူရတ်ထန်နေခရိုင်စတဲ့ဒေသတွေမှာမြန်မာရွှေ့ပြောင်းကလေးတွေအတွက်ဖွင့်ထားတဲ့စာတင်ကြောင်းတွေကိုစစ်ဆေးခံရမှုပုံပုံများပြားလာတယ်လို့ရွှေ့ပြောင်းမြန်မာကလေးတွေကိုစာတင်ကြားပေးနေကြတဲ့ဆရာဆရာမတွေနဲ့ပတ်သက်သူတွေကပြောပါတယ်။ ဘင်္ဂဘောသတင်းဌာနရဲ့ဖော်ပြထားကြရာထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနကတရားမဝင်ဖွင့်ထားတဲ့စာတင်ကြောင်းတွေကိုပိတ်ဖို့အာနာပိုင်တွေကိုညွှန်ကြားလိုက်တဲ့အတွက်အာနာပိုင်တွေကရှောင်းတခင်စစ်ဆေးတဲ့ပုံစံနဲ့လာရောက်လို့ရှိပြီးလူဝင်မှုကြီးကြပ်ရေးအဖွဲ့လုံခြုံရေးအဖွဲ့တွေနဲ့ပညာရေးဌာနတာဝန်ရှိသူတွေကလည်းပြည်စီအပြေဆုံးနဲ့လာရောက်စစ်ဆေးတတ်တယ်လို့သိရပါတယ်။အခုတလောစာတင်ကြောင်းတွေမှာလိုင်စင်ရှိမရှိထိုင်းကျောင်းစံနှုန်းတွေနဲ့အကင်းညီမညီကိုအာနာပိုင်တွေအထူးစစ်ဆေးနေတဲ့အတွက်မြန်မာလူမျိုးတို့ဖွင့်ထားတဲ့ကျောင်းတွေကလည်းတရားဝင်ဖြစ်အောင်လိုင်စင် တင်ဖို့လိုလာပြီးလို့မဟာဆိုင်ဒေတာကမွန်ကျောင်းဆရာတို့ကပြောပါတယ်။စာတင်ကြားပေးနေကြတဲ့ရွှေပြမြန်မာလူမျိုးအနေနဲ့ထိုင်းအစိုးရဥပဒေနဲ့ကိုင်ညီအောင်ဖွေဖို့စီမင်းစည်းကမ်းတွေကိုလည်းလိုက်နာဖို့တိုက်တွန်းခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့မှာဖူကက်မြို့ကမြန်မာကလေး300ကျော်တက်နေတဲ့အကြောင်းတစ်ကြောင်းကိုအာနာပိုင်တို့ဝင်စစ်ပြီးရပ်ဖို့ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။ 2024ခုနှစ်ကလည်းအချို့ကြောင့်လည်းပိတ်ထားခံရပြီးပြန်ဖို့ခွင့်မရချင်ဒီနှစ်မှာလည်းထပ်မံပိတ်တိုင်ခံရတာကြောင့်မြန်မာကလေးတွေစာတင်ကြောင်းကနေဝင်းနေရတဲ့အခြေအနေနဲ့ယဉ်ဆိုင်နေရပါတယ်မြန်မာရွှေပြောင်းအလုတ်သမားရေကုညီပေးနေသူတွေရဲ့အချက်လဲရထိုင်းနိုင်ငံအနှက်ကမြန်မာကလေးတွေပညာသင်နေတဲ့အရေးအတွက်ဟာအ ਨੇ ဆုံး9သိန်းလောက်ရှိမယ်လို့ခန့်မှန်းကြပြီးတက်နေတဲ့အကြောင်းလဲနှစ်ယောက်ဝန်းကျင်ရှိတယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုလည်းသိဆက်ပေးတော့ပါမယ်။အမေရိကန်နဲ့ပေါင်းပြီးတရုတ်ကိုထိခိုက်နေတာဆီတာမျိုးလုံးဝမလုပ်ဘူးတရုတ်အစိုးရကကုန်သွယ်ဘက်နိုင်ငံတွေကိုသတိပေးလိုက်ပါတယ်အမေရိကန်ဟာဒေါ်နယ်ထရမ့်တမရတ်တက်လာကြတဲ့ကတရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲကိုအရှိန်မြှင့်ပြီးတရုတ်ကုန်စည်တွေအပေါ်အကုန်ပမာဏအများပြားတိုးပြီးကောက်ခံနေပါတယ် အမေရိကန်ရဲ့အခွန်စည်းကြမှုတွေမြင့်တက်မှုဟာသရုတ်နိုင်ငံတဲကိုပြစ်မှတ်ထားတာမဟုတ်ပဲအခြားအမေရိကန်ရဲ့ပြိုင်ဘက်တွေရောမိတ်ဆွေနိုင်ငံတွေကိုပါတတ်မှတ်လိုက်တာဖြစ်ပါတယ်။အဲ့ဒီအတွက်အမေရိကန်ရဲ့ကုန်သွယ်ဘက်နိုင်ငံတွေဟာထရမ့်ရဲ့အဆိုအရနဲ့ညှိနှိုင်းဖို့စူးစမ်းနေကြပြီးနိုင်ငံပေါင်း90ကျော်လောက်ကအမေရိကန်နဲ့စကားပြောဖို့တန်းစီစောင့်နေတယ်လို့ထရမ့်ကဆိုထားပါတယ်။ထရမ့်မှာကုန်သွယ်ဘက်နိုင်ငံတွေနဲ့ဆွေးနွေးချိန်မှာသရုတ်ကလည်းစိုးရိမ်နေပြီးအပိလာ23ရက်နေ့မှာတော့သရုတ်စီးပွားရေးဝန်ကြီးဌာနပြောရေးဆိုခွေရအရာရှိတအူဟာနိုင်ငံအသီးသီးအနေနဲ့ ်အမေရိကန်ကိုလိုက်လျောပြီးတရုတ်ကိုကောင်းသွယ်ရေးအရာအထိခိုက်စေမဲ့လမ်းကြောင်းမျိုးတွေမရွေးကြဖို့တတိပေးသွားခဲ့ပါတယ်။တရုတ်အနေနဲ့နိုင်ငံရဲ့အကျိုးစီးပွားကိုအထိခိုက်နှိမ့်နာစေမဲ့သဘောတူညီမှုအမှန်တမျှကိုတိတိယောက်ယောက်ဆက်ကျင်မှဖြစ်ပြီးအဲ့ဒီလိုအခြေအနေမျိုးတကယ်တမ်းကြုံလာခဲ့ရင်တရုတ်ကလက်တော့ပြန်ဖို့အဆုတ်ပြတ်ထားကြောင်းလည်းအဲ့ဒီအရာရှိကဆက်ပြောခဲ့ပါတယ်။ ဒီအတော်တွင်တရုတ်တမရရှိချင်းဖြစ်ဟာအရှေ့တောင်အာရှနိုင်ငံအချို့စီခရီးလက်လက်ခဲ့ပြီးအမေရိကအစိုးရရဲ့ကုန်သွယ်ရေးဆိုင်ရာဖြစ်အားပေးမှုတွေကိုလိုက်လော်အလျှော့ပေးတာမျိုးမလုပ်ဘဲစီယုံရေးဆင်းနေခဲ့ပါတယ်ရှင်။အခုတော့ဘက်အစီအစဉ်တွေဒီမာတင်ရန်နာပြစေ။လာမယ့်အပတ်စဉ်တနင်္ဂနွေနေ့ကြာရင်ထပ်ပြီးဆောင်ကြရအောင်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။